စူပါဟီးရိုးရုပ်ရှင်တွေเนาะမီလီယံဒေါ်လာမြောက်များစွာဘီလီယံနဲ့ချီပြီးတော့အတုံးမပြုတ်ခင်ကာလတုန်းကအချိန်ကြီးတွေကိုမမင်းကြသေးတာ transformation စင်းရတာเนาะမီးအောင်တစ်ဖြက်ဖြက်အငွေဘာညာနဲ့ edit kit ကအမြင်မှာတော့ပင်းရင်တော့ပင်းသွားလိမ့်မယ်ကျွန်တော်တို့အတွက်တော့ဒါရွှေခက်ပဲဒီ super hero တွေက perfect တော့မဖြစ်ခဲ့ပါဘူးတချို့က alien ဝတ်စုံတွေဝတ်တချို့က know science experiment တစုံတစ်ခုကနေမာရွင်တာနေစပြီးစသဖြင့်ပေါ့နော် brain pump ကနေပြန်လဲကျူလိုက်ပါတယ် ဒီနေ့မှာ Marvel တီးစီရဲ့အရန်ခက်မစားခင်ကျွန်တော်တို့ Super Hero ဆိုတာဘာမှန်းတော့သိကြမသိခဲ့တဲ့အချိန်နည်းနည်းနောက်ပြန်ဆုပ်ပြီးတော့ကျွန်တော်တို့ 90s Born တွေရဲ့ငယ်ဘဝကိုအမတ်တရအဖြစ်စေခဲ့ဆုံးအပျော်ရွှင်စေခဲ့ရဆုံး Super Hero တွေစီတစ်ခါလောက်လည်းပြန်သွားလိုက်အောင် I am the Giver Thank you. ကျွန်တော်ဒီ content ကိုလုပ်မယ်လို့စဉ်းစားရတော့ခေါင်းထဲမှာရင်ပေါ်လာတာ driver ပဲဆိုတော့ brother တော့ဒီကားကိုကြည့်ဘူးမဲ့ဆိုတော့ဘယ်တော့မှမေးလို့ရမှာမဟုတ်ဆိုတော့တေးကြတယ် half human half alien weapon เนาะ senior ကလေးရောတော့ဒါရအိမ်မက်ဆိုးဖြစ်ရင်ဖြစ်နေလိမ့်မယ်ကျွန်တော်တို့ကတော့လုံးဝ share ပဲနောက်ပြီးတော့ transformation scene ကလည်းရေလဲကျန်းတယ်မင်းသားရေမဟုတ်ဘူး villain တွေရဲ့အကောင်ပြောင်းမှုကလည်းအရန်လန်းတယ် design တွေကလည်းရေလဲမိုက်တယ် driver မှာကျွန်တော်အကြိုက်ဆုံးကရောင်စစ်မှလို့အထုံထွက်နေတာကြီးပဲ power ranger ကို horror movie version မြင်နေရတယ်လို့ပဲပေါ့နော် iron man မှာ nano suit မရှိခင် driver ကတကယ် body armor ဆိုတာပါလဲဆိုတော့ပြသွားခဲ့တာ organic လည်းဖြစ်တယ်တကယ်လည်းကြောက်ဖို့ကောင်းအောင်မိုက်တယ် ကျွန်တော်တို့ 90s ကလေးတော်တော် Giver movie တော့မဟုတ် anime တစ်ခုတည်းဟုတ်မနေခဲ့ဘူး။သူက super hero ဆိုတာအမြဲတမ်းဝတ်ယုံပဲဝတ်နေရတာမဟုတ်ဆိုတော့သိစေခဲ့တယ်။တခါကြဲကျရင်သူတို့မှ bio boosted armor နဲ့ fireman အကြောင်းပြချက်တစ်ခုရှိရင်တော့ရပြီ။ဒါပဲ။သူက fight မှာဒါပဲ။ No foolish heroics if you please. ဒရိုက်တာဆရာမီရဲ့ Spider-Man ရုပ်ရှင်မလာခင်ပို့ပို့ပြီးတော့ Dark Gritty နဲ့ Emotional Tone နဲ့ပေးခဲ့တဲ့ရုပ်ရှင်ပဲကျွန်တော်တို့ရဲ့အခုလက်ရှိလူတိုင်းသိတဲ့ Action မင်းသားကြီး Liam Neeson ကသူကဒီမှာ Scientist တယောက်အနေနဲ့ပါဝင်လာတယ်သူကမီလောင်တန်ကြောင့်တေဖို့ဖြစ်ခဲ့ပေမဲ့မသေးခဲ့ဘူးအဲဒီစားသူကမျက်နှာကြီးတစ်ခုလုံးပျက်စီးသွားတယ်သူ့ရဲ့ Identity ဆိုတာလည်းမရှိတော့ဘူးသူ့ဘဝကြီးတစ်ခုလုံးဆုံးရှုံးလိုက်ရတယ်လို့ခံစားလိုက်ရတယ်နောက်ဆုံးတော့သူကနိုင်ကျင်မှုဆိုတာဘာမှန်းဆိုတာမသိတော့ဘူးနိုင်ကျင်မှုဆိုတာမခံစားရတော့ Dark Man ကျွန်တော်မြင်မှုနဲ့ကြား Superhero လို့မဟုတ်ဘူးသူကမချမ်းသာဘူးပါဝ ဝရင်းနဲ့မွေးဖွားလာတဲ့သူလည်းမဟုတ်ဘူး။ तू က broken ဖြစ်ပြီးတော့အမာရွတ်တဲ့အပြည့်နဲ့နော်ငြင်းဒေါ်လာထွက်နေတဲ့သူတယောက်ပဲ။ဒါပေမဲ့လည်း तू ကသူ့ရဲ့ဖွားမြောက်ကလမ်းကိုရှာတွေ့ခဲ့ပြီးတော့ဒီထက်ပိုပြီးအတိတ်ပဲရှိရဲ့လူတယောက်ဖြစ်ဖို့လည်းနီလန်းရှာတွေ့ခဲ့တယ်။ vulnerable ကောင်းတဲ့ကျန်တန်းနဲ့တင်ယူစရာလည်းပေးတယ်။ဒီဇက်ကောင်ကကျွန်တော်တို့ကိုနာကျင်မှုကိုယ်တိုင်ကိုက hero တယောက်ဖြစ်လာနိုင်တယ်ဆိုတော့ပြသပေးခဲ့တယ်။မင်းရောသားပြောမှဆိုရင် dark man ရုပ်ရှင် credit ကောင်ကောင်ရဖို့ထိုက်တန်တဲ့ရုပ်ရှင်တော့ကျွန်တော်မြင်တယ်။ Evil has a new enemy. justice has a new weapon. And those choices require sacrifice. And the world has a new hero. ဒီက 90s ကလေးတွေအားလုံးရဲ့အိမ်မက်လို့တော့ပြောလို့ရတယ်เนาะတော်တော်များများပါတော့စက်သားတယောက်တစ္ဆာဖောက်ခံရတယ်ငဲကြတယ်ငဲကနေတမောင်းနစ်စုကြီးနဲ့ပြန်တက်လာပြီးတော့ကလေးသားချိုးဇလန်းဆက်ဒါပဲ Creator Todd McFarlane ရဲ့ masterpiece မသိရင် Batman နဲ့ Hellraiser နဲ့ပေါင်းလာသလိုပဲအရင်ကြည့်လို့ကောင်းတဲ့အထားလေးရမ်းကြတယ်တေးကြတော့ဗောစီဂျန်ကတော့နည်းနည်းခေနောက်ကျနေပြီဆိုပေမဲ့ စုဒီဇိုင်းကိုရှိုးလာအခုတိအကောင်းဆုံးလက်ရတွေတာတစ်ခုပဲတင်းကြိုးတွေဝှယုံတွေနောက်ပြင်းလင်းနေတဲ့မျက်လုံးတွေကလုံးဝ 90s badass energy ပြည့်ပဲအကောင်းဆုံးပြောပါဆိုရင် spawn ကလုံးဝကိုယိုသားဖြူစင်စိတ်ထားမြင့်မြင့်နဲ့ super hero တော့ဟုတ်မနေဘူးသူက dark ဖြစ်တယ်စိတ်တော်ရားကလည်း꽌လွဲတယ်အမြဲသူ့ရဲ့အတွင်းစိတ်စိတ်ဝိညာဉ်နဲ့အမြဲတမ်းတိုက်ခိုက်နေရတဲ့သူပဲ hero တယောက်ဖြစ်ရတာအမြဲတမ်း pure ဖြစ်နေတာမျိုးမဟုတ်ဘူးဆိုတာကို spawn ကပြပေးခဲ့တာပေါ့နော်တခါလင်မန်ကန်တဲ့အကြောင်းပြချက်တွေအတွက်အမောင်းကိုလုံမိကြတယ်ဆိုတာကိုလည်းပြပေးခဲ့တဲ့ character ဒါပဲ update တဲ့တဲ့ညာ spawn live action င်တော့ reboot ပြန်ရိုက်မယ်လို့ကြားတယ်။မင်းသား Jamie Foxx တော့ပြောရဲ2025ထွက်မယ်လို့တော့ပြောတာပဲ။နှစ်တောင်ကုန်ကနေပြီနော်။ဘာသတင်းမှတတိကျလည်းပြန်ပြီးထုတ်ပြန်တာမရှိဘူးနော်။ Brother တို့လည်းအဲတွေးခဲ့လို့ရှိရင်ကျွန်တော် update သတင်းရရှိခဲ့လဲကျွန်တော် comment တွေမှာမျှဝေပေးခဲ့ကြပါအောင်။ Look over there. Wow. Hardy Morphin and Zeo. Look, I see Turbo. Incredible. ်ဆူပါဟီးရိုးလို့ပြောလိုက်ဆိုရာပါရန်ဂျာဆိုတာပြောဖို့ပြောတဲ့စင်းထဲမှာပါသွားရေနော်ကျွန်တော်ခက်ခဲဟာဆိုရင်ဆို Mighty Morphin ကနေစလိုက်တာနော် Wild Force, Time Force, Ninja Storm, ပြီး Light Speed Rescues, Space Ranger, ပြီးပါလေ Zio, ပြီး Galaxy, အပြော Dino Thunder စသဖြင့်ပေါ့နော်အများကြီးပဲဒါကျွန်တော်ခေါင်းထဲမှာမှတ်မိသလောက်ပြောတာပေါ့နော်နောက်ပိုင်းကားတွေကတော့ဆက်မကြည့်ဖြစ်တော့ဘူး Generation တိုင်းမှာသူတို့ကိုယ်စီကြိုက်တဲ့ Power Ranger တွေရှိမှာပဲဒါကတော့ကျွန်တော်မိခဲ့သလောက် Power Ranger တွေပေါ့နော် မမီတဲ့အခွေဆိုင်သွားတယ်ပါရညာကဖြင့်ပြီးတော့တခွေလောက်မလာတယ်ပြီးရင်အိမ်ကအောက်ဆက်မှာထိုးကြည့်တယ်မမရောကျွန်တော်အခွေဆိုင်ကနေပြီးငားလာတာနော်လူကြီးလူကြီးတွေကတော့ည9နာရီကိုရီးယားကကြည့်နေလို့နော်အဲ့ဒါကိုစောင့်နေရလို့ဆိုစိတ်တွေကောက်တော့ပြန်စစချင်းကြည့်လိုက်ရင်အမတရားတွေပဲပေါ့နော် အကြောင်းမှဆိုတော့ကိုကအနီကောင်းမလဲနော်ဘာလို့မပြောနဲ့အခြားကောင်နေတိုက်တဲ့ကောင်အယောင်ကန်ငါအနီကောင်းမယ်နော်အဲ့မှာဘော်ရညာရဲ့လှုပ်ချတယ်ချတိုင်းနေဆော့ငယ်ငယ်ချင်းနေအခူရာလုံးလုံးထက်လင်းနိုင်ပို့အခုဆို out of the rule ban ကဆိုတော့အောင်ဖြစ်နေပြီနောက်တစ်ယောက်ကပြေဆုံးသိမ်းပြီးတော့ဂေးတို့အားလုံးကတယောက်တယောက်စီလွေးပြီးဆော့ကြတာကျွန်တော်ကျွန်တော်ငယ်ငယ်ချင်းနေမယ်တယောက်ချင်းတိုင်ရမမရရပို့ရဘော်ရညာဖြူကောင်ဒီကောင်အသားဖြူလဲနော် ်ချကြရဟေးဘာရမောမသူအတကုံချကြရမုတ်စားချောင်းဆင်းမျိုးဆိုချာချာတော့အကုန်လုံးဖွဲလိုက်တယ်အခုတော့အလောက်ကိုစီနေနော်စကားတော့မပြောမပြောဖြစ်တာတော်တော်ကြပဲတီရွယ်ကြီးနဲ့ပေါ်ရညာတိုင်းစုံနေလဲတော့ရည်နေရပါတော့မနှကမ်းမွေးမုတ်စိတ်မွေးတေးကြရဒေါ်သလိုလဲအဲ့လိုမှတ်ရရရှိခဲ့မှာပဲရိုးသားတော့ဝန်ခံလိုက် morphine time ဆိုပြီးတော့မှန်ထဲမှာလုတ်ခဲ့မှာပဲဟုတ်ရမလား新番組仮面ライダーディケイド別々の世界に生まれた9人の仮面ライダー今 အဲ့ဒီအချိန်ကဘာကြီးရဲ့တစ်ဖက်တစ်ချမ်းမှာဂျပန်တွေကတော့အလန်းစားရဲ့လုပ်နေအဲ့ဒါတွေကပါလဲဆိုကင်မရာတွေပဲအေရှန်ကလေးတွေတော်တော်များများတော်တော်ဓာရီကတကယ်စူပါဟီးရိုးယူနီဗာစ်ပဲရိုက်ဒါတိုင်းမှာသူတို့ရဲ့စတိုရီရှိတယ် emotional ဖြစ်တယ်တကောင်နဲ့တကောင်နဲ့မတူဘဲနဲ့ unit ဖြစ်တယ်ပူကဆိုရင်ကျွန်တော်ရဲ့ပရမအုပ်ဆုံးကင်မရာတွေပဲရှေ့မှာလည်းထွက်ခဲ့ရရှိခဲ့ပေမဲ့ကျွန်တော် အဲ့ဒါယူတခုမှမသိဘူး။တောင်ထဲမှာရေလေးပေါ်လာတာမတရား၈၀၀လောက်ကအဲ့ဒါခူကာပဲ။ဆိုငငယ်ကနန်ဂေါရ ेंजर လို့ခေါ်ကြတယ်။အင်္ဂလိပ်စာမှာမဖတ်တတ်တာဘူးနော်။ခူကာကလုံးဝတက်တိရှိတယ်နော်။ပြီးရင်လူသားဆန်တယ်တည်ငြိမ်နေတဲ့သူတယောက်နော်။နောက်တစ်ခုကတော့ယူကီ rukila yukila oh share ပဲเนาะလုံးဝကျွန်တော်ရဲ့လုံးဝ favorite ပဲငွေတော့ကတော့နာမည်တော့မသိဘူးเนาะသူကျွန်တော်နဂါ ranger လို့ပဲခေါ်နဂါပါတော့เนาะသူက fighter ဆို camera rider yuki ကတော့ rider တော်တော်များများကိုမိတ်ဆက်ပေးခဲ့တယ်เนาะတယောက်ချင်းစီတိုင်းမှာလည်းသူတို့ကိုယ်စီရွယ်ချက်နဲ့မတူညီတဲ့ fighting style power ဆက်သဖြင့်ရှိကြတယ်မမီတလောက်ပြောရရင်သူတစ်ခေါက်တစ်ခေါက် fight ရင်เนาะ mirror dimension မှာသွားပြီး fighter အဲ့မှာလူသားတွေမရှိဘူး villain တွေနဲ့ easy fight လို့ရတယ်အဲ့ကလေးက mirror dimension ကလုံနေတာเนาะခစ်ရှိပြီးတော့ doctor strange နေခဲ့လိုက်တော့ transformation နဲ့လုံလေ မန်ရှိမှာတော်တော်လောက်တာเนาะအဆိုင်เนาะရေးလေးလေးကိုကြိုက်ခဲ့တာဖိုက်လို့ရှင်လဲကက်လေးထုတ်ထုတ်ပြီးတော့သူတို့သူတို့လက်ပတ်တာမို့သူတို့လက်နက်ပေါ့เนาะအိတ်ထုထဲမှာတော်တော်ထည့်ပြီးတော့ပါဝါရီတုံးတာရေးလေးလေးကိုကြိုက်ခဲ့တာအရန်ခိုးဖြစ်တယ်ဘွာဆိုကျွန်တော်ကလေးမျက်လုံးထဲမှာအယမ်းမြင်ရတဲ့ကိစ္စတွေတက်နိုင်သလား memory ကိုခေါ်ပြန်လုပ်မှဆိုလို့ရှင်ဒီလင်းလို့ကောင်းတစ်ကောင်ရှိရဲ့အနောက်နောက်တစ်ကောင်အမြောက်ကြီးထမ်းမျိုးပြတဲ့အစိမ်းအောင်ကောင်တော့ရှိရဲ့ပြီးအမွေဟောက်လို့ကောင်ရှိရဲ့ကင်းမို့လို့ကောင်ကနန်းလို့ကောင်တပြေးနဲ့ဆီဖူးဘက်တွေရောက်လာမှာကျွန်တော်တကယ်နာမည်တွေမမှတ်မိရောမမမမမရအောင်လဲ ဖတ်မှမဖတ်တတ်တယ်နော်အဲ့တုန်းကဆိုအခုလည်းအဲ့ဆိုမမတ်မိရလည်းမဆမ်းပါဘူးနောက်တစ်ခုကတော့ကျွန်တော်မတ်မိတဲ့လောက်ကင်မရာရိုက်တာ fast တကယ်ပါဝန်ခံပါတယ်အဲ့ဇက်ကောင်နာမည်ကိုဒီအသက်ရွယ်မှာတည်တာပါနော်ပုံစံမှန်မှတ်မိတယ်ဒီခေါင်းနဲ့လုံမယ်ဆိုမှကျွန်တော်သိတယ်နာမည်သိတယ်ပေါ့နော်တကယ်အရင်ကိုကြိုက်ခဲ့တယ်ဒီခံစားချက်ကိုကြည့်ဖို့ရလူပဲသိလိမ့်မယ်အကောင်ပြောင်းကန်နေနော် keypad phone လေးကိုထုတ်တတီ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 နေပြီးတော့ stand by အဲ့လို oral than you oh my god အရင်ကခုဖြစ်တယ်လို့ ခုထိခံစားနေရအောင်မမှီရမလားဟန်ရှင်းခပတ်ကိုကင်ပြီးဆော့ခဲ့ရတဲ့ပြအကွက်တွေကအစမတ်တာကျွန်တော်တို့ဒလိုဒလိုပဲငွေအမှန်ကြည့်ပြီးဆော့တာနော်လောကဘလောက်ထိဆွဲလန်းခဲ့ရလဲဆိုတော့ အိမ်မက်ထဲကြီးကိုဆွဲလန်းတာနော်ဘလောက်တိတ်ဆွဲလန်းလဲဆိုတော့အဲ့တော့ငါအပိုင်း၁အပိုင်းနဲ့အပိုင်း၃ကျွန်တော်ဘာမှသိပုံပါနဲ့ကြည့်ပြီဒါပဲဆက်ဆက်လည်းမရှိဘူးကြည့်နေရပဲတကယ်ပဲကြည့်နေရဟိုပျော့နေရဆိုတော့ဒါပါပဲ Marvel DC ရဲ့ Cinematic Universe ရဲ့ဘာညာမလုပ်ခင်မှာဒီဇက်ကောင်တွေကကျွန်တော်တို့ရဲ့ငယ်ဘဝလေးတွေကိုအတိတ်ပဲရှိအောင်ပုံဖော်ပေးခဲ့တာပေါ့နော်သူတို့က budget ကြီးကြီးမားတွေလည်းတုံးပြီးတော့ရိုက်ခဲ့တာလည်းမဟုတ်ဘူး Power Ranger ရဲ့ဓာတ်နဲ့ခုတ်ခိုင်မီးပွင့်တာဆိုတော့ကျွန်တော်အခုထိရောက်စဉ်းစားလို့မရသေးဘူးပေါ့နော် Guyver ရဲ့ Transformation Darkman နာချင်မှု Spawn ရဲ့ Mission Camerader ရဲ့ Henshin Power Ranger ရဲ့ team တော့ဒါရီတစ်ခုချင်းစီနဲ့ကျွန်တော်တို့ဘဝအတွက်တော့မဟောင်းနှံတော့ကလေးတယောက်အတွက်မျောလင်းချက်ဆိုတဲ့အကြောင်းပေးစွမ်းခဲ့ဆိုတော့ပြောပါ Brother တို့လည်းကိုအရန်ကြိုက်နေတက်ခဲ့ရတဲ့ Super Hero ရှိခဲ့မှာပဲဘယ်တစ်ခုကိုကြိုက်လဲဘာကြောင့်ကြိုက်လဲပြီးတော့အမတ်တရားတွေရည်ရတဲ့ဟာတရအဖြစ်ပြက်လေးပေါ့နော်ဘာရရှိခဲ့လဲဆိုတော့ comment ထဲမှာ sharing လုပ်တော်ပေးကြပါဦးကျွန်တော်ပြီးရင်ငယ်ဘဝကိုအတူတူလွှမ်းဆွကြရအောင်နောက်နေမှတွေ့ကြပါ